along with mingla ba mingla ba ke premier league poison super sunday dik ni ka raw chu nu sai super sunday puoi la ba ကဲဘလို့ချင်းနေရှိလေဘလို့ချင်းနေရှိလေမနေ့ကတော့ကိုယ်တည်းကတော့ကြွားသွားတယ်အားလုံးပဲမင်္ဂလာပါဒါဒါကျွန်တော်တို့ဘလို့ချင်းပေးတတ်တဲ့အားလုံးပဲမင်္ဂလာပါသူပဲသူပဲကျေးဇူးတင်ပါတယ်ကြီးရှုအားပေးကြတယ်ဗောလေဒါဒီဘလို့ချင်းပေးတတ်တဲ့အားလုံးဒါ Facebook ရော YouTube ရောကြည့်ကြတဲ့သူတွေအားလုံးကိုကျေးဇူးအခုကဒုတိယလူတော့မသိကြတော့ဘူးတော့ဒုတိယလူလို့မခေါ်နဲ့တော့ကျွန်တော်တတိယလူဖြစ်တော့မှာမန်စီးကြီးကျွန်တော်တို့ကြော်တော့မှာတတိယလူ စီတူလင်းစီတူလင်းတစ်ချင်းကြားလာကြားတော့စိတ်ညစ်လာတော့တတိယလူပဲလောက်တော့မယ်ဒီနေ့အခုတတိယလူပဲလောက်တော့မယ်ကဲဒီနေ့ညပွဲလေးအကြောင်းနဲ့အချက်အရင်ပြောပါမလို့နံပါတ်1အနေနဲ့ဒါမကြမီမှာ Manchester United ပွဲကမ်းမယ်အဲပြီးတော့မှဒါတစ်ဖက်က Newcastle United ပွဲကမ်းမယ်ပြီးရင်ဒါတစ်ဖက်က Tottenham Hotspur ပွဲကမ်းမယ်နောက်ဆုံးမှာတော့ Chelsea နဲ့ဒါ Liverpool အသင်းရဲ့ပွဲကမ်းမယ်ပြီးရင် လာလီဂါဘက်မှာရီမက်ဒရစ်ကအခုလောလောဆယ်မှာဆယ်တက်ဗီကိုကိုနှစ်ကိုးပြတ်နေနိုင်ထားတယ်။အာတာကူလာနဲ့အဲကီလီယန်အမ်ဘပေ twin ထားပြီးတော့နိုင်ထားပြီးတော့ဒါတကယ်ကိုပွဲကြီးပွဲကောင်းပေါ့လေ။ဆိုတော့မန်ချက်စတာယူနိုက်တက်အသင်းရဲ့ line ရဲ့လေးတစ်ချက်ပြောပါမယ်။မန်ယူနိုက်တက်ကတော့ဒါဒီနေ့ပွဲမှာဒါလူငယ်ကစားမချီတိုအိုဘီမာတင်ကိုအထောင်ထားပြီးတော့မှဂါနာချိုရဲ့မေဆန်မောင်ရဲ့ပွဲထွက်တယ်။အဲပြီးတော့မှတစ်ဖက်ကဒီဟာရီအမတ်စ်ရဲ့ မန်ဝဲဥကာဒီရဲ့ကိုဘီမင်းနုနဲ့ပက်ထရစ်ဒိုဂူကိုထားပြီးတော့မှခန်စစ်ကရှော့ရဲ့ဒီလစ်ရဲ့ထိုင်လာရဲ့ထားပြီးတော့ကုမာကတော့အထိုင်ပေါ့လေဒါထားတယ်ဟိုဘက်ကဝစ်ဆာရဲ့ဘရိုင်းအမ်ဘူမိုရဲ့ဒမ်စကတ်ရဲ့ရှာဒီရဲ့ထားတယ်သူတို့ကတော့ဘရန်ဖို့ကတော့ခုလိုလိုဆယ်မှာခြေစွမ်းနည်းနည်းထပ်နေတဲ့အသင်းလို့ပြောလို့ရတာပေါ့လေအဲဒီဘက်ကစပါးကလည်းတောင်တင်းနဲ့လူစင်းတော့မထွက်ထားဘူးဘာလို့ဆိုတော့သူတို့ယူရိုပါလိဒုတိယအကျော်ရှိတဲ့အတွက်ကြောင့်ရီချာလစ်ဆင်မက်တီတယ်အိုဒဘယ်ပြီးတော့မှာဆာရဲ့ဘဆူမာရဲ့ ကိုလိုဆက်စကီးရဲ့နောက်တစ်ဖက်ကဂျက်စပန်ရဲ့ဘန်ဒေးဗစ်ရဲ့ဒန်ဆိုရဲ့အာချီဂရေးနဲ့ကိုသမားရောဗီကာရီယိုဒါအခုလောလောဆယ်အသေးထားရတော့ဒါတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အခြေအနေပေါ့လေဒါစိတ်ဝင်စားစရာကောင်းတဲ့အခြေအနေမျိုးရောက်လာပြီဆိုတော့ဒါနှစ်သင်းသလုံးတော့ကတော့အရေးလည်းမပါတော့ဘူးလေ ACC ကစားပြီးတော့မှသူတို့အသင်းအနေနဲ့ဒါဒါယူရိုပါလိပွဲအတွက်ပြင်ဆင်ရမယ့်အခြေအနေမျိုးရှိတယ်ဒါအခုလောလောဆယ်အနေထားပေါ့လေကဲဘယ်လိုနိုင်မလဲဘယ်သူနိုင်မလဲလို့ထင်ကြလဲတော့လီဗာပူးနဲ့ ောက်တစ်ဖက်က Chelsea နဲ့ပွဲကတော့နောက်ဆုံးပွဲပေါ့လေ Chelsea ကသူတို့ Stamford Bridge မှာ Champion ဖြစ်တဲ့ Liverpool အသင်းကိုဂုဏ်ပြုရင်းနဲ့သူတို့ကလည်းသူတို့ပွဲအတွက်သုံးမဲ့ယူဖို့ရှိတယ်ဆိုတော့ Aston Villa က Champion League ဝင်ခွင့်အတွက်အနိုင်ခံသွားပြီးဟိုတနေ့က Man City အနိုင်ခံတဲ့အတွက်ကြောင့် Newcastle ရဲ့ Nottingham Forest ရဲ့နောက်တစ်ဖက်က Chelsea ရဲ့ဒါ ဒါဒီအသင်းတွေကသူတို့လို့သူတို့ဖို့အတွက်စူးစမ်းရအောင်မှဖြစ်တယ်ဟုတ်တယ် Real Madrid ကအခု2စီးဖြစ်နေပါပြီ Real Madrid ကတော့ဒါ El Clasico ပွဲအတွက်၄မှတ်အကွာနဲ့ဒီနေ့ပွဲကိုဆက်ပြီးကစားတယ်သူတို့အနိုင်ရထားတယ် Real Madrid အသင်း Madrid ကတော့အခုလောလောဆယ်မှာတော့ဒါ Kylian Mbappe ရဲ့ခြေစွမ်းပြမှုပေါ့လေ Mbappe ကတော့အခုလက်ရှိမှာခြေစွမ်းအကောင်းဆုံးကစားမတယောက်ဖြစ်ဒါ La Liga မှာတော့ဆွမ်းဆောင်ပေးထားတယ်ဒါ Vinicius Junior နည်းနည်းခြေစွမ်းကျနေတယ် now အခုလောလောဆယ်မှာ rodrigo ကို madrid ကရောင်းကောင်းရောင်းနိုင်တယ်ဗျာတလား manchester united တို့ arsenal တို့အသင်းတော်များများ man city တို့ liverpool တို့လိုအသင်းတွေစိတ်ဝင်စားတယ် chelsea liverpool နိုင်လာဘလို့မြင်လဲ man man united ပေးသက်တယ်ဘလို့မြင်ကြလဲဒီပွဲအခြေအနေဘလို့လဲမနေ့ကတော့ကျွန်တော်တို့ရဲ့ချစ်တော် arsenal ကတော့ပေးသက်တယ်ကိုဒုက္ခပေးသွားတယ်ဆိုတော့ brentford က manchester united ကိုတလုံးတေးတော့ပေးထားတယ်ဆိုတဲ့အချက်ကတော့တော်တော်လေးတော့ကြောက်ဖို့တော့ကောင်းတယ် now brighton ကို newcastle ကပေးတယ် level 50 tottenham hotspur ကို west ham က level 50ပေးထားတယ်အဲအဲပြီးတော့ဒါတစ်ပတ်က crystal ဒီ chelsea နဲ့ liverpool ပွဲလည်းရှိတယ်အဲပွဲတော့ chelsea က level 50အဲ now ryan chigri ကလည်းတလား liverpool ကိုသဘောကျတယ်ဆိုပြီးတော့ဒါသဘောကျတယ်ဆိုပြီးပြောနေတယ်သူ ပြောင်းမယ်ဆိုရင်တော့တန်း30လောက်ပဲပေးမယ်ဒီအဲ Ryan Chigri တယောက်ရှိတယ် Liverpool ကတော်တော်လေးသဘောကျတယ် Manchester United လည်းလိုက်နေတာပဲစပါးလည်းလိုက်နေတာပဲဒီကစားမက Liverpool နည်းနည်းလေးဥတီနေတယ်ဒါ Liverpool နည်းနည်းလေးဥတီနေမနေ့ကတော့က Liverpool က short gap ကိုပဲ suit တောင်းအောင်မှာ Liverpool ဘာမှမမလိုတော့တာဆိုတော့ Arsenal ကဒုတိယကြိုးမှာ PSG ကိုတိုက်ပဲသွားပြီကျွန်တော်တို့စီးစင်းကမြောင်းနေရောက်ပြီဒါပေမဲ့ဘာဖြစ်ဖြစ်ဗျာအင်္ဂလိပ်ကလပ်တွေကအောင်မြင်တာကျေးဇူးတင်ပါဘောလေ Man City ်အဖရိကရမယ်လီဗာပူးချန်ပီယံဖြစ်မယ်ချန်ပီယံဖြစ်တယ်ပြီးတော့မှအဲတစ်ဖက်ကဒီစပါ့စ်နဲ့မန်ချက်စတာယူနိုက်တက်ကယူရိုပါလီပြီးရင်ချယ်ဆီကွန်ဖရင့်စ်ဘာဘီဘီအင်္ဂလိပ်ကလပ်တွေအောင်မြင်လို့ဆိုလဲမဆိုးဘူးဗျာဒါအတိုင်းချက်အလုံးပေါ့ဒါချယ်ဆီလီဗာပူးကသေပေါ့ဒုတိယကြိုအာဆင်နယ်ပြန်လာနိုင်မပြောဖို့ခက်တယ်ဗျာဟိုတနေ့ကကစားတဲ့စိတ်တက်နဲ့ပုံစံနဲ့ဆိုတော့ပြန်လာစရာအကြောင်းမရှိဘူး PSG ကတင်းလုံးအရန်နေကန်သွားတဲ့အချိန်မှာဒါအနည်းလားလီဗာပူးရှော့ကန်ဘူးပဲမျောလင်းရမှာ မန်ယူနိုက်တက်ပြည်သက်တွေမန်ယူနိုက်တက်ကိုလောင်းလာကြတာဘယ်သူမှတော့လောင်းမှာမဟုတ်ဘူးလေကြီးရလဲဘရန်ဖို့ကတော့မပေးထားတယ်ဆိုတဲ့အချက်တစ်ချက်ကြောင့်ဘယ်သူမှတော့ဟိုအရေးဆုံးပြီးတော့လှုပ်ရဲမှာမဟုတ်ဘူးမန်ချက်စတာယူနိုက်တက်ပြည်သက်တွေဒါအရေးကြီးတာအဓိကအဓိကနဲ့တာမြင်ရမယ်ဒါပဲသဘောတရားရှင်းရှင်းလေးအဓိကယူရိုပါလီကအဓိကဒါပရီးမီယာလီကဒါတာမြင်ရမယ်အဲ့ဒါကိုအထက်ထက်ကဘာမှမသိဘူးဘယ်လိုပြောမလဲဒီမလိုလားတဲ့လူစင်းတွေဆိုကျွန်တော်ပြောပြတာအစိုးရတွေက အိုက်ပွဲကမင်းညတွေကသူကအဆင့်2ဖြစ်ဖြစ်3ဖြစ်ဖြစ်4ဖြစ်ဖြစ်5ဖြစ်ဖြစ်ချန်ပီယံလိဝင်တယ်။နောက်ဆုံးပွဲပြကျွန်တော်တို့ဒီဟိုမန်ချက်စတာစီးတီးဟိုလီဗာပူးနဲ့ယူကာဆယ်ကျွန်တော်တို့ရှိုးနေမှာနောက်ဆုံးပွဲမှာကျွန်တော်ဆောင်းတောင်နိုင်ကိုချန်ပီယံလိဝင်တယ်။အဲ့ဒါဘာမှအအောင်နိုင်ဆံလို့အဲ့ဒါသူတို့ကတော်တော်လေးကိုစဉ်းစားလို့မရတာ။အဲအချိန်တွေကတော့ဘယ်လိုလဲ give wise ကတော့ပြောလို့မရဘူး။ဒါပေမဲ့ give wise က190တောင် wolf ကပေးထားတာဗျာ။ ဒီ forest ကပေးထားတော့ချက်လွယ်လွယ်ကူဖြစ်ပါမလား man united ဘွယ်ဘလို့မြင်လဲ man united ဘွယ်တော့ကျွန်တော်လာမယ့်ရက်ပိုင်းမှာဒီဒီလာကုန်ပိုင်းလောက်ဆိုရင်ကျွန်တော်ဒါဘယ်လိုပြောမလဲဂျာစီလေးတွေမဲဖတ်မဲနိုင်ပေးပါမယ်ဆိုတော့ကျွန်တော်ဘလုံးချစ်ပေးတဲ့တွေအတွက်ဘလုံးဂျာစီပေါ့လေဒါကိုအားပေးတဲ့အသင်းတွေဒါဒါပောက်ကြပါစီညာဘာဆိုနာတော့ဒါမနေ့ကကစားတဲ့ပွဲကိုကြည့်ချင်းအဖြစ်ဒါဘာဆိုနာလဲဗယ်လာတိုလေးကိုအသေးလေးကန်လိုက်ရတယ်ဒါပေမဲ့အဆုံးသတ်မှာသူတို့နိုင်သွားဖို့ပါပဲသူတို့ကလည်းပွဲတွေအများကြီးခြံထားတာဟုတ် ်လာလီဂါ၄ပွဲလက်ကျန်မှာဘာစီလိုနာရဲ့ပွဲပွဲကျက်တယ်ဗျအဲကလာစီကိုပွဲကျန်မယ်အက်စပန်ယိုနဲ့ကျန်မယ်ဗီလာရီယယ်နဲ့ကျန်မယ်အက်သလက်တစ်ကလပ်နဲ့ကျန်မယ်ဆိုတော့သူတို့ကဗီလာရီယယ်ကိုအိမ်ကွင်းအက်သလက်တစ်ကိုအဝေးကွင်းအက်စပန်ယိုကိုအိမ်ကွင်းရီမက်ဒရစ်ကိုအိမ်ကွင်းဆိုတော့ဘာစီလိုနာလည်းပွဲရတော့ပွဲကျက်တယ်ဒါဘာစီလိုနာလည်းသူတို့လေ feature အကျက်တယ်ဗျသူတို့ feature ဘာလို့ဆိုတော့သူတို့ရဲ့ real madrid ကကျတော့ feature ချောင်းတယ် real madrid barcelona က ရီယယ်မက်ဒရစ်ကိုအိမ်ကွင်းအက်စပန်ယိုကိုအဝေးကွင်းဗီလာရီယယ်ကိုအိမ်ကွင်းအက်တလက်တစ်ကလပ်ကိုအဝေးကွင်းဆိုဘာစီလိုနာကအဲကလာစီကိုမှာသူတို့နိုင်ရင်ဒါလာလီဂါတော့သူတို့ရပြီလို့ပြောလို့ရတယ်ဆက်မလို့သူတို့ကဘာစီလိုနာနေနဲ့အဲကလာစီကိုပွဲဒါသူတို့အနိုင်ကံပဲရီယယ်မက်ဒရစ်ကလည်းနိုင်ရင်လှော်လင့်ချက်ရှိတယ်ဆိုအဲကလာစီကိုမှာဘာစီလိုနာနိုင်လိုက်ရင်ဒါဘာစီလိုနာကဒါခုနမှတ်ပြတ်သွားမယ်အဲဆိုရင်တော့ရီယယ်မက်ဒရစ်မလိုက်နိုင်တော့လက်ချံ၃ပွဲမှာဆိုရင်သူတို့ကအက်စပန်ယိုနိုင်ရင်ချန်ပီယံဖြစ်ပြီ ဆိုတော့ရင်းဘာဆိုနာကချန်ပီယံဖြစ်ချင်ရင်ရင်းမတွစ်ပွဲကိုအနိုင်ခံဖို့လိုတယ်ဒါရီယယ်မက်ဒရစ်ကလည်းဘာဆိုနာကိုအနိုင်ခံရင်သူတို့အကျိတ်နဲ့ရှိရဲထိုက်တယ်ရစ်ကိုဆက်ပြီးကြည့်ရမယ်။အင်တာမီလန်ကတော့အခုလော်တာရိုမာတီနက်စ်ကဒုတိယအကြိုပါလွဲချော်ဖို့များတဲ့အခြေအနေမျိုးရှိတယ်။ဒါထရော့ဆိုကပ်တန်ကိုညံ့ပါလေဗျာ။စပါးနဲ့ယူနိုက်တက်ဖိုင်နယ်တက်ဘယ်သူနိုင်မလဲ။မဲပေါ့လိုပဲလို့ရလာတယ်။မဲပေါ့ဆိုတော့ကျွန်တော်တို့လေကျွန်တော်တို့ ဟိုမဲမဲအိတ်ထဲမှာကျွန်တော်ရေခဲတုံးလေးတွေအင်းနေတဲ့ဟိုဂေါ်လီတုံးလေးတွေကိုတထည့်ထားပြီးတော့မှလည်းနှိုင်းအောင်ခတ်တာလည်းကျွန်တော်ဒေါ်ကြီးလုံးဝမလို့တဲ့ကောင်ဗျာဟို one is back ကနှိုက်တဲ့ဘာလိုက်ကျွန်တော်တို့ကကျွန်တော်တို့ rules မှာ rules တိုင်းပဲသွားတာ rules တိုင်းပဲပေါက်ချင်တဲ့ကောင် ပေါက်ပဲပေါက်ချင်တဲ့ကောင်ကန်ချင်မှာကောင်းချင်သူကလက်ဆောင်ပေးတာဆိုတော့ကန်ထိုက်တဲ့ကောင်ပေါက်မှာပဲဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ကဘယ်လိုဖြစ်လဲဆိုတော့ဒီတိုင်းပဲနှိုက်တာကြိုက်ပေါက်ချင်တဲ့ကောင်ပေါက်ကျွန်တော်ကအဲ့လိုမျိုး ဟို online ကနေဒီ manual ပဲလုပ်တယ် auto မလုပ်ဘူးဗျာ auto ဆိုတက်မှာခလုတ်လေးနှိမ့်လိုက်တိုင်းတီ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 ဆိုနံပါတ်ပေါက်သွားတာအဲအဲ့လိုပုံစံမလုပ်ဘူးကျွန်တော်ကဒီညတော့မင်းမနိုင်သေးဘူးဒီညမင်းမနိုင်သေးဘူးဘလုံးပွဲ feature နည်းနည်းလေးဟိုရေးမကြီးတော့တဲ့အချိန်ရောက်တဲ့အချိန်ပေါ့လေဒါယူရိုပါလိရဲ့ချန်ပီယံလိရဲ့အဲအဲ့လိုကြားတဲ့နေမှာလေအချိန်မှာကျွန်တော်မဲနိုင်ပြန်မယ်စပါးနဲ့မန်ယူနိုက်တက်ဘယ်သူနိုင်မလဲကျွန်တော်တော့50 50ပဲထင်တာပဲ90ဒီဟာဒီမှာမန်ယူနိုက်တက်ကစပါးကိုမနိုင်တော့ဘူးနော် ပွဲစားတော့မယ်နော်နောက်9မိနစ်3မိနစ်လောက်ဆိုစားတယ်ကိန်းကဖလားရပြီဟုတ်တယ်ဟာရီကိန်းကဒီမင်းညရဲ့ရမယ်အစားကိုနည်းနည်းလေးကန်ဆိုးပြီးတော့နည်းနည်းတွန့်သွားတာတွန့်ပြီးတော့သူကကိန်းကအခုတော့ပြန်စောင့်အောင်မယ်ဒါပေမဲ့သူလည်းဖလားရမှာပါမပူပါနဲ့ဘောဘော share တော့ share ပေးရမယ်ဘာလို့ share ပေးရမလဲဆိုတော့ကျွန်တော်ကအဲကွန်မန်လည်းကျွန်တော် UK match day နဲ့ champion ဆိုတဲ့ page လေးနှစ်ခုကိုကျွန်တော်နည်းနည်းတော့အဓိကကျွန်တော်နည်းနည်းလေးတော့ကူညီပေး လို့ဆိုအဲ့ page နှစ်ခုကကျွန်တော်က Facebook ကအရင်တင်ချက်လို့ကျွန်တော်ရဲ့ main page လို့ကတော်တော်လေးအခြေအနေမကောင်းလို့ကျွန်တော်အဲ့ page အရင် page နှစ်ခုပြန်ထုတ်ထားတာဆိုတော့အဲ့ရလေးနှစ်ခုကိုကျွန်တော် share ပေး share ပေးပြီးတော့ comment လေးရေးပေးရပြီအဲ့အဓိကနည်းနည်းလေးဟို engagement ကောင်းပြီးတော့ review လေးများအောင်လို့ရှင်သူကဆက်သွားလို့ရပြီဗျာအချိန်ရသွားပြီအခုလောလောဆယ်နေတိုင်းကတော့ transfer window ကတော့ ဘယ်လိုပြောမလဲဆိုတော့ဆွေးနွေးတဲ့အပိုင်းနဲ့ရှိအောင်ပါဗောလေဆိုတော့ transfer window တရားဝင်စမှာမစသေးတာမစသေးတဲ့အတွက်ကြောင့်ဘယ်သူပဲဖြစ်ဖြစ် Manchester United ပဲဖြစ်ဖြစ် Chelsea ပဲဖြစ်ဖြစ် Liverpool ပဲဖြစ်ဖြစ် Spurs ပဲဖြစ်ဖြစ်အသင်းတိုင်းရဲ့ transfer ကဒါဘယ်လိုပြောမလဲဘယ်လိုပြောမလဲတော်တော်များများကအဲ့လိုမျိုး transfer ကဆိုတော့ဆွေးနွေးမှုပဲဘယ်သူမှအပြောင်းအရွှေ့လုပ်လို့မရသေးဘူးလေဟုတ်တယ် Manchester United ပွဲလာပြီ Manchester United ပွဲအခုဒီနေ့က၃ပွဲလေ Man United နဲ့ Brentford Brighton နဲ့ Newcastle West Ham နဲ့ Tottenham ဆိုတော့ Brentford ကသူတို့လည်းနိုင်ပွဲရရင် Conference League ကိုမျှော်လင့်ချက်ရှိတယ် Brighton လည်း Conference League ကိုမျှော်လင့်ချက်ရှိပြီးတော့ Newcastle က Champions League အတွက်မျှော်လင့်ချက်ရှိတယ်ဆိုတော့အဲ့ဒီနှစ်ပွဲရဲ့ကြီးကောင်းမယ်စပါလည်းဘာမှမထူဘူး West Ham လည်းဘာမှမထူဘူးတခါ Chelsea ပွဲက Liverpool နဲ့ Chelsea က Liverpool ကိုအနိုင်ကမ်းမယ်ဆိုရင်သူတို့အတွက် Champions League အတွက်အဓိကဘာလဲဆိုတော့ဟို Liverpool ကအတီးဆွတ်ကံနေနဲ့ဗျာ AC ဆွတ်ကံမျိုးပဲမျှော်လင့်ရမှာ အဲ့ဒါဆိုရင်တော့ Chelsea အတွက်က Chelsea ကလည်း owner ပေးမယ်ဆိုတော့ဒါ Liverpool အသင်းချီကနေဒါအမှတ်တမှတ်ဖြစ်ဖြစ်သုံးမှတ်ဖြစ်ဖြစ်ရအောင်လို့ဆို Chelsea Liverpool ဘယ်သူဘယ်လိုထင်လဲ Chelsea Liverpool Chelsea နဲ့ Liverpool ဘယ်လိုထင်ကြလဲ Morgan Gibbs ကမစိုးကောင်းနဲ့ဒုတိယကြော Arsenal ပြန်မလာတဲ့တော့ဟာပြီကျွန်တော်တို့တော့ခွင့်ဖြစ်ပြီ Rodrigo ဆိုမစိုးတော့သူက 80လောက်မရောလောက်ဘူးသူရဲ့ current market ပေါက်ကြီးကတန်းတရာရှိတာဗျာ man united က80လောက်နဲ့လိုချင်တာ80တရာမရတော့100လောက်တော့ပေးရမယ်ထင်တယ် rodrigo မနေ့ညတော့က ali က afc champion league မှာဘိုးဆွဲသွားတာဗောလေ galano တွင်းသွားတဲ့အလုံးရော frank cassie ရဲ့ကောင်းတိုက်သွားတဲ့အလုံးတော်တော်လေးကောင်းတယ် famino ကအိုက်ပွဲရဲ့ man of the match ရသွားတယ် ali က asha champion league မှာ champion ဖြစ်သွားတယ်မဟုတ်ဘူးဗျ UK ကို ဟိုလေလက်မှတ်တို့ဘလုံးဝက်လက်မှတ်ဈေးမကြည့်ဘူးခက်တာဗီဇာဗီဇာခက်တာအဲ့လေလက်မှတ်နဲ့ဘလုံးဝက်ဘာမှဈေးမကြည့်ဘူးဘာမှမခက်ဘူးအဲ့ဗီဇာရဖို့ခက်တာအဲ့ဗီဇာခက်တာဗီဇာချက်စီနိုင်မယ်တဲ့ချက်စီနိုင်မယ်ဆိုတာကြီးပဲဘာစလိုနာဘယ်လ်ဒေးကချန်ပီယံလိပထမကြော့လွဲဒုတိယကြော့လွဲမယ်လို့ပြောနေတယ်ဟို medical team က तू အဲ့လောက်ကြီး risk မယူဘူး fit မဖြစ်ဘူးဆိုပြီးတော့ ပြောတာကိုနရွေငင်းရတဲ့ကျွန်တော် live တွေကျွန်တော်ပြန်လုပ်ဖို့စဉ်းစားထားပြီးသားပါပြန်လုပ်မှာလီဝန်ဒော့စကီရောပြောလို့မရအောင်ပြန်ပါကောင်းပြန်တယ်လီဝန်ဒော့စကီမပါလဲဖရန်တိုရက်စ်ကမဆိုးပါဘူးချယ်ဆီတူတူဖြစ်မယ်အခုအခု Manchester United ပွဲဆရမယ်ဆိုတော့ Manchester United ပွဲ goal score လေးဘယ်လိုဖြစ်မလဲကျွန်တော်ကတော့အခုဆရပြီလေ Man United ပွဲကတေးများဥတီကြမလား Bravo ကလည်းကောင်းတယ်ဗျ Bravo က Northern Forest ကိုလည်းနိုင်တယ် Arsenal လည်းတေးကြတယ် ါပေမဲ့ Man United ကအားထားထက်မကန်ဘူးဆိုတဲ့အတွက်ကြောင့် Bravo ကတော့ချန့်ရှိအောင်လေဒါကြောင့်လေသူကအပေါ်ကြီးပေါက်ထားတာ။ Osimhen တော့အတန်နဲ့မကြောက်ဘူး။အဲ Newcastle ပွဲ Spa ပွဲဆိုကြီးစုအားပေးတဲ့ဘလုံးပေးတဲ့အားလုံးအထူးပဲကြည့်ဒီမှာကျွန်တော် live ကနည်းနည်းနောက်ကြပါကျွန်တော်အလုပ်ကိစ္စလေးနည်းနည်းလေးပေါ်လာလို့ဘာဆိုနာဒုတိယကြိုးလဲဘာဆိုနာနည်းခက်ခဲတော့ခံရမယ်ဘာဆိုနာလဲဘာလို့ဆိုတော့ဘာဆိုနာလဲအိုက်ဆိုင်မွန်မာကီညိုဆိုတဲ့တယောက်ရှိတယ်အိုက်ဆိုင်မွန်မာကီညိုက ဒါအဲ့ပွဲကိုကင်မှာပိုလန်တန်လူကြီးဂျောဘတ်ထူကတော့မဆိုဟိုကောင်ကဂျောဘတ်ထူကတော့မဆိုမီထူမာတော့အခုနောက်ပိုင်းနည်းနည်း injury ဖြစ်လာတယ်ပြီးတော့ချင်းနေနဲ့ပြန်ကျလာတယ်မီထူမာလေလွန်ခဲ့တဲ့တနည်းတနည်းလောက်နဲ့မတူတော့မတူတော့ဘူး FIFA Club World Cup ကို Trent Alexander Arnold ပါနေလားဆိုတော့အဲ့ဒါက Real Madrid နဲ့ Liverpool နဲ့ညှိရမှာ Liverpool က Real Madrid ကိုတောင်းဆိုချေတချို့တောင်းကျင်နေပြီးတော့ Trent ရဲ့နောက်ဆုံးလာစားလာစားမယူဘူးတောင်းထားတယ် ဟုတ်တယ်အာထက်တာကိုကျွန်တော်ကြည်တာအမြင်အောင်ကတ်သွားတယ်ကျွန်တော်မနေ့ကကျွန်တော်တောင်းတော့မပြောဘူးအာထက်တာကိုကျွန်တော်တော်တော်သိခံတယ်မနေ့ညပွဲကိုကြည်ပြီးဘာလို့သတင်းသားလဲဆိုတော့ PHC ကတသိန်းလုံးဂိုးသမားအစားအကုန်ပြောင်းလဲလုပ်တဲ့အချိန်မှာဒီကောင်ကပြင်ရပြီးတော့လူစုံထုတ်ပြန်ပြီးတော့အဆုံးသက်ဒီတိုင်းပဲကစားမတွေ energy ကုန်တာပဲလေအဲ့တော့ကြောင့်ကြာ Florian Vest ကပြောလို့မရဘူး Javier Alonso က Real Madrid နီးပြဖြစ်ရင်သူက Jonathan Tah နဲ့ Florian Vest ကိုသူကခေါ်သွားခြင်းတာ Man City ကလည်းအသေးစားလိုက်နေတယ် Bayern ကလည်းအသေးစားလိုက် ်သူကဗျာအသင်းကိုကောင်းမွန်လုပ်ပေးတယ်အသင်းကို high standard ဖြစ်တဲ့ကစားကွက်မျိုးဖန်တီးပေးတယ် solid defense တည်ထောင်တယ် organize ပြောင်းလုပ်တယ်အားလုံးကောင်းတယ်ဒါပေမဲ့ champion ဖြစ်မဲ့ over the line ရောက်ဖို့သူများထားနေတာဗျာဟိုအသင်းကိုတရားရင်ကတော့ complete ဖြစ်ဖို့ဆိုရင် तू က60 65ထိ तू လုပ်ပေးတယ်လက်ချက်9လေးကို तू မလုပ်ပေးနိုင်အဲ့ငါက champion ဖြစ်အောင်ချန်ပီယံဖြစ်မဲ့သူက Antonio Conte တို့ Jose Mourinho တို့နောက် Pep Guardiola, Jurgen Klopp, Carlo Ancelotti အဲ့လိုထိတ်တန်းပြီးပြအစ်စ်မျိုး over the line မဖြစ်တာ။ तू က95%ဒီ तू ရတာ။ပြီးတော့ तू ကဟိုအရန်ကောင်းပါလေအတ္တဆန်နေတချို့မလိုရတဲ့ကိစ္စတွေစဉ်းစားတာ။အဲ့ဒါကိုကျွန်တော်သဘောကျွန်တော်မနေ့ကနည်းနည်းတော့ဖြူသွားတာမနေ့က။ဟုတ်တယ်ဒုတိယကြော့ပြီးမှလို့ကျွန်တော်နည်းနည်းလေးသုံးနေပါရှင်းထားတယ်။ဒုတိယကြော့ပြီးမှပဲကျွန်တော်ပြောမှာ။ဘာဆိုလာလဲအောက်တဲ့ left back right back လည်းညံ့နေပြား군디네후베가벨딩ရှိတဲ့ခါကျတော့ဟတ်တဖုန်းเนี่ยထားမှာတော့ဟတ်တဖုန်းနေရာတော့သူက အဲရီကာစီယာကစားတော့အရင်မဆိုးဘူးဒါပေမဲ့ဟိုဘက်ဘယ်ပဲချမ်းရတော့ခတ်တယ်ဗျဟိုဂျယ်ရမတီကတော်တော်ညံ့တယ်ဗျဂျယ်ရမတီညံ့ဟိုတနေ့ကမနေ့ကဘာကြောင့်ဘလို့လိုက်ဝမ်းတော့မန်တော့တမက်ပေးလဲတော့မသိဘူးသူတော်တော်ညံ့ညံ့တယ်ဘာစီလိုနာအခုဘယ်ကစားမှမဆွေးနေဘူးကလောက်တော့မစိမသေးကြသေးဘူး ကွန်ပဏီလည်းဘာမထူးပါဘူးဘိုင်မြူနစ်လို့အသင်းမျိုးနဲ့လားဘွန်ဒစ်စီကာချန်ပီယံဖြစ်လာတော့မထူးကြဘူးဘွန်ဒစ်စီကာတော့အသင်းနဲ့ရဘိုင်မြူနစ်အသင်းကဒိုမိနိတ်လုပ်နေတဲ့အသင်းပဲဒါမနစ်ကတစ်နှစ်ပဲလီဗာပူးစင်ကြောက်အောင်သွားလို့ဒါကျွန်တော်သွားကြရင်လည်းဘိုင်မြူနစ်ကချန်ပီယံဖြစ်မှာပဲဘွန်ဒစ်စီကာမှာတိတ်မထူးကြဘူးရှင်းရှင်းလေးပဲဘယ်နည်းပြကံကဘိုင်မြူနစ်ချန်ပီယံဖြစ်မှာလဲဆိုအရင်ကြီးဒိုမိနိတ်လုပ်ထားတဲ့လီ ဆိုတော့ကျွန်တော်ဒီအဓိကတော့ကျွန်တော်ရဲ့ Champion UK နဲ့ Champion UK နဲ့ UK Match Day ဆိုတဲ့ Facebook page အသစ်လေးနှစ်ခုပေါ့အဲ့ဒါလေးနှစ်ခုကို share လုပ်ပြီးတော့ like and follow လုပ်ပြီးပါအဲ့ဒါလေးတော့ကျေးဇူးတင်တယ် like Champion UK နဲ့ UK Match Day အခုကျွန်တော် Champion UK နဲ့ UK Match Day အဲ့ Facebook page လေးနှစ်အသစ်နှစ်ခုကို like and follow လုပ်ပြီး share လုပ်ပြီးပါเนาะကျွန်တော်အခုဒါအဲကျွန်တော်အခုပါလဲဆိုတော့အခုလက်ရှိမှာ Real Madrid က Jonathan Tah ကိုရဖို့များတယ်တကယ်လို့ Liverpool စင်က အလွန်ဆိုကိုတို့ရပြီဆိုရင်ဂျိုနသန်ထောင်ရမှာအဲ့အတွက်ကြောင့်ရင်းမတွေ့လဲဘာပဲဖြစ်ဖြစ်ကြည့်ကောင်းပါပဲကျွန်တော်မအာအာအထိုနီအာရီယိုလာကို ကျွန်တော်ကနီးပြတော့ခန့်စီချင်တယ်ဘုံမောင်နီးပြမစိုးဘူးဗျကဲဘလိုလဲဟိုချက်စီချက်စီလီဗာပူးရှိကနေ၃မှတ်ရနိုင်ချက်စီလီဗာပူးရှိက၃မှတ်ရနိုင်ဘလိုထင်ကြလဲ၃မှတ်၃မှတ် ဒါမေးလေးမပေါအောင်ဆိုလည်းပြောလို့တိတ်တော့စိုးရင်ဆရာမရှိပါဘူး PhD ကကောင်းပြီသားပဲဟုတ်တယ် Kevin De Bruyne ကိုအဆိုဗီလာအသေးသားလိုက်ဟုတ်တယ်အင်တာမီလန်နီးပြကျွန်တော်ကစီမီယိုနီအင်ဇာဂီတို့တခြားနီးပြတွေလည်းမလို့ချင်းဘာလို့ဆို3ဘက်ပြန်ပြောင်းမှာအဲ3ဘက်ပြောင်းကစားမတွေပြန်ဝင်ရမယ်အဲ့တော့ကြောင့်ကျွန်တော်3ဘက်နီးပြတွေကိုအရင်မကြိုက်ဘူး4ဘက်နီးပြပဲလို့အခုကအတင်းက4ဘက်နဲ့အန်ဝင်နေတစ်ခေါက်ပြန်ဆိုင်ကြာတယ်ဗျာအဲ့ကြောင့်မို့ကျွန်တော်က Victor Yogras အဲ live follow လုပ်ကြတဲ့သူတွေအားလုံးကျေးဇူးတင်ပါတယ် live follow လို့အဓိက UK machine နဲ့ champion UK ဆိုတဲ့ Facebook page လေးအစ်စ်နှစ်ခုပေါ့လေဒါ YouTube ထဲမှာကျွန်တော်အခု ghost code မြဲတင်နေကြအဲ့မှာဝင်ပြီးတော့ live follow လုပ်ပြီးဆိုတော့အခုတော့နောက်နှစ်မိနစ်လောက်ဆိုကျွန်တော်ရက်လိုက်မယ်ဘာလို့ရက်မလဲဆိုတော့ဘလုံးပွဲတွေဒါကျွန်တော်လည်းကြည့်ရမှာပေါ့လေအခုဒီကနေကြည့်တော့ကြည့်ရပွဲတိုင်းတော့ကြည့်လို့မရဘူးဟို Steven Gerrard ကိုခတ်လို့မရဘူး Steven Gerrard ကလည်းတိုက်ပတ်သွားလိမ့်မယ်လမ်ဘာက OG ကတော့အဆင်မသေးနဲ့တော့ OG က ။အုတ်ကြီးကအခုပရီးမီယာလိကိုတက်ရတက်လာမှာ။ဘရီရှက်တော့မှနီးပြဟောင်းလည်းမစိုးဘူးနော်။အက်ဒင်တာစစ်လေအက်ဒင်တာစစ်လည်းမစိုးဘူး။ချက်စီနိုင်မဲလားချက်စီနိုင်မဲလား။မဟုတ်မင်းလိုက်ချင်လို့ကျွန်တော်မင်းနောက်ကြနေတာကျွန်တော်ကနောက်ကြနေတာဒီနေ့ကျွန်တော်ကဒီနေ့ live stream ကိစ္စနောက်ကြနေလို့ဆိုတော့ကျွန်တော် live ကတော့နောက်နောက်10မိနစ်လောက်ဆိုကျွန်တော်အဆုံးသတ်တော့မှာပြီးတော့မှကျွန်တော်နောက်ပြန်ညာရင်ကျွန်တော်တေချာပြန်လွှင့်မယ်ကျွန်တော်နောက်ပြန်ညာရင်ကျွန်တော်ကိုနန်းတို့ငင်းညက်နဲ့ပြန်လွှင့်မယ်ထင်တယ် ခုနလိုညင်းတဲ့ football master ဖြစ်ဖို့များတယ်တလား live football master မရလဲကျွန်တော်ဒီဘက်ချက်မှာရရင်ရမှာဟုတ်လေဒီဘက်ချက်မှာလည်းလွှဲလွှဲမှာ so ဒါအခုနောက်ဆုံးအနေနဲ့ brandford manchester united က0-0ဂိုးမရှိသေးရေ brighton newcastle ဂိုးမရှိသေးရေ west ham နဲ့ tottenham hotspur ဂိုးမရှိသေးရေဟိုဘက်က real madrid ကပထမပိုင်းမှာ2-0ဂိုးမရှိနိုင်တဲ့ ခင်ရဖလားရမှာလေ good different ရရမှာဘယ်လိုပဲဖြစ်ဖြစ်နှစ်ပွဲလုံး show ရအောင် good different ရမှာအားရတော့ liverpool စီနှလုံးလုံးနှစ်ပွဲသုံးပွဲလုံးနိုင်မှာဆိုတော့ hurricane ကဖလားအရှိတပတ်ဆိုရပြီမနေ့ရတဲ့ရမှာမရနိုင်ဘူးလေဆိုတော့အခု chelsea နဲ့ liverpool ရဲ့ထိတ်တိုက်ပွဲတစ်ပွဲရှိတယ်ပွဲကြီးပွဲကောင်းတယ်ဗောလေကြီးရှုအားပေးကြတဲ့ဘလုံးချစ်ပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ champion match day uk ရဲ့အခု live လို့နေတဲ့ facebook page ရော champion uk ရဲ့ youtube page ကိုလည်းမှာမြဲတမ်းကြည့်ကြတဲ့အားလုံးပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဘလုံးကြာစီဗောလေအထက်90 ဒါကျွန်တော်လက်ဆောင်ပေးမှာပါအဲ့ဒီအတွက်ကြောင့်အဲ့လက်ဆောင်ပေးတဲ့အစီအစဉ်တော့ရှင်းတယ်ကျွန်တော်ရဲ့ UK machine နဲ့ champion page လေးကို like လေး like and follow လေးလုပ်ပေးပြီး share ပေးရရပြီဆိုတော့ကြည့်ရှုအပေးရတဲ့ဘလုံးချစ်ပေးတဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ် football master ရဲ့ podcast အစီအစဉ်ကကျွန်တော်မနက်ဖြန်ဒါမှမဟုတ်ရှင်ဒီဒီတရက်တရက်အတွင်းဒီတစ်ပတ်အတွင်းတော့ကျွန်တော်ပြန်စားဖို့အားလုံးစီစဉ်ပြီးသားပါပေါ့လေဟိုကြည့်ရှုအပေးရတဲ့အားလုံးကျေးဇူးတင်ပါတယ်ကဲ United ပြေးတဲ့ Chelsea ပြေးတဲ့စပါးပြေးတဲ့အားလုံးကံကောင်းကြပါစေဝင်းမတွေ့လဲကံကောင်းပါစေ ရမတွက3စီးဖြစ်သွားပြီလေဒါအခုဆိုရင်ဒါအခုရမတွက်ကနောက်ထပ်တကူသွင်းပါပါကြီးကြည့်ရှုအားပေးရတဲ့ပြည်သက်တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်